။ဆောက်ရက်သေးတော့ကွဲပြီဗါရေ။ဆောက်ရက်သေးတော့ကွဲပြီနော်။မြမအလင်းတရင်စာကနေတရားဝင် နိုင်ငံတော်အစ်စ်တော်ပြောထားတာ။ဘာဖြစ်တဲ့လက်ရှိပြုလုပ်မဲ့ရွေးကောက်ပွဲကိုတဲ့အာဆီယံကလည်းလိလစောက်ကြီးရဲ့အဖွဲ့တွေဆင်လွတ်မယ်။ဟမ်နိုင်ငံတကာလိလစောက်ကြီးရဲ့အဖွဲ့တွေကိုဆင်လွတ်မယ်။မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကအဲ့ဒါလိုပြောရတယ်ဆိုပြီးဂုံလေးစာပြီးတော့ဟမ်နိုင်ငံတော်အစ်စ်တရင်စာကြီးတွေကတော့ထုတ်လွှင့် အအောက်ကအောက်ဆွဲဘောမတွေအယိုးကိုက်တယ်ဟမ်အယွတ်ကိုက်တယ်အောက်ကကြော်ဗကြော်ဆိုးစုပြောတယ်အာတို့လစ်လာစောက်ကြီးရဲ့အပွက်ဆိုတာတကယ်အရေးကြီးပါလေရွေးကောက်ပွဲအတွက်တဲ့ဒါမှနိုင်ငံငါကတီးပြီးတော့ဒီရွေးကောက်ပွဲကိုလက်ခံမှာဒါကြောင့်မလို့လစ်လာစောက်ကြီးရဲ့အပွက်ဆင်လို့မယ်ဆိုတာ အာဒါအောင်ပွဲလို့ဘာလို့ညာလို့ပြောခဲ့တာအခုမလေးရှားနိုင်ငံရဲ့အင်အားစုတွေကဝိုင်းအော်တော့မလေးရှားနိုင်ငံရဲ့ဝင်ကြီးကအဲ့ဒီအပွက်ကိုလစ်လာစောက်ကြီးရဲ့အပွက်ဆင်လို့မှာမဟုတ်ပါဘူးတဲ့ နော်ဆင်လို့မယ်လို့လည်းမပြောခဲ့ပါဘူးတဲ့သူတို့ကသလိုလိမ်ပြီးပြောရဲဆိုတာအကောင်လုံးပေါ်ကုန်တာဗောနော်တရေလေးဖတ်ပြမယ်နားထောင်ကြည့်အောင်မြန်မာနိုင်ငံတွင်စစ်တပ်ကကမကထပြုလုပ်မိရွေးကောက်ပွဲတို့အာဆီယံကစောက်ကြည့်လစ်လာရေးဆင်လို့ပွဲမရှိကြောင်းမလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကထုတ်ဖော်ပြောဆိုသည့်အော်တိုဘာ7ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူးတွင်သတင်းတော်များနှင့်တွေ့ဆုံစဉ် မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟာဆန်ကပြောဆိုခြင်းဖြစ်ကြောင်း Free Malaysia Today FMT ကသတင်းထုတ်ဖော်ပြသည်မြန်မာစစ်တပ်၏သတင်းထုတ်ပြန်ချက်တွင်အာဆီယံကရွေးကောက်ပွဲစောင့်ကြည့်လစ်လာသူများဆင်လွတ်ရန်သဘောတူညီဟုသတင်းထုတ်ပြန်ခဲ့မှုအပေါ်သတင်းထောက်များကမေးမြန်းစဉ်မလေးရှားနိုင်ငံရဲ့ဝန်ကြီးကအာဆီယံနိုင်ငံနိုင်ငံခြားရေးဝန်ကြီးများအကြားစစ်တပ်၏ရွေးကောက်ပွဲသို့လေလာစောင့်ကြည့်ရေးအဖွဲ့များဆင်လွတ် ်မစင်လုတ်ကိုဆွေးနွေးရအောင်မိဖြစ်ကြောင်းတွေ့ရတွင်စင်လုတ်ဖွဲ့မရှိကြောင်းထုတ်ဖော်ပြောဆိုပြီးအာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးမှာဒီကိစ္စကိုဆွေးနွေးဆုံးဖြတ်မှာဖြစ်ပေမဲ့အာဆီယံကသဘောတူမယ်လို့ကျွန်တော်မမျှော်လင့်ပါဘူးဟုမလေးရှားနိုင်ငံသားရေးဝန်ကြီးကရှင်းပြတယ်စစ်ကောင်စီကအော်တိုဘာလ9ရက်နေ့မလေးရှားနိုင်ငံသားရေးဝန်ကြီးဤနေပြည်တော်ခရီးစဉ်တွင်မြန်မာနိုင်ငံ၏ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုများကိုဝမ်းသာပြီးပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းရွေးကောက်ပွဲလစ်လာစောင့်ကြည့်ရေးအဖွဲ့များဆင်လွတ်မည်ဟု စေလွတ်မည်ဖြစ်သည်ဟုမလေးရှားနိုင်ငံရဲ့ဝန်ကြီးကပြောဆိုကြောင်းလိန်လေသတင်းထုတ်ပြန်ခဲ့တယ်။မလေးရှားလွှတ်တော်အမတ်တရွတ်နဲ့မလေးရှားနိုင်ငံရဲ့ဝန်ကြီးဟောင်းကလေစစ်တပ်၏ရွေးကောက်ပွဲကိုမလေးရှားကထောက်ခံသည်ဟုမြန်မာစစ်တပ်ကသတင်းထုတ်ပြန်ခဲ့မှုအတွက်ရှင်းလင်းပေးရန်မလေးရှားအစိုးရကိုကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တယ်။ဇူလိုင်လအတွင်းမလေးရှားနိုင်ငံကွာလာလမ်ပူးမြို့တွင်ကျင်းပခဲ့သောအာဆီယံထိပ်သီးအစည်းအဝေးတွင်မြန်မာအရေးဖြစ်ရှင်းရေးအတွက်ရွေးကောက်ပွဲမှဦးစားပေးမဟုတ်ကြောင်း အာဆီယံကတရားဝင်ကြေညာချက်ထုတ်ပြန်အတိပေးခဲ့တယ်။အကြံဖက်စစ်တပ်ကအာဆီယံကချမှတ်ထားသောဘုံတဘောတူညီချက်9ရပ်ကိုလိုက်နာခြင်းမရှိခြင်းစစ်ကောင်းဆောင်နဲ့ဝင်ကြီးများကိုအာဆီယံထိပ်သီးအစည်းအဝေးပွဲများတက်ခွင့်မပြုဘဲအာဆီယံကအရင်းယူထားတယ်။ကဲဒါကတော့အားလုံးသိတဲ့အတိုင်းတကယ်တော့မလေးရှားနိုင်ငံရဲ့ဝင်ကြီးကတူလောက်ကမဲ့တာဝန်ယူတူလောက်တာအဲ့ဒါဘာလဲဆိုအင်အားစုအားလုံးကိုတွေ့ဆုံတာနော်လက်ရှိအာနာပိန်းသားနဲ့စစ်တပ်နဲ့လည်းတွေ့တယ် NUG နဲ့လည်းတွေ့တယ် တော်လိုင်းအင်အားစုတိုင်းသားအီယာအိုရဲ့ခေါင်းဆောင်နေနေတွေ့တယ်တွေ့ပြီးအားလုံးတန်အောင်တူနာထောင်တယ်ပြီးရင်အခုကျင်းပတဲ့မလေးရှားဒီနိုင်ငံအာဆီယံအထူးအစည်းအဝေးမှာဒါတို့ကပြန်တင်ပြမယ်ဘာလို့သူကအလက်ကျဥက္ကဋ္ဌဖြစ်နေတဲ့အတွက်အဲ့ဒီလိုတိဖို့အတွက်မြန်မာပြည်ကိုလာတာဒါကိုမင်းအောင်နိုင်တို့အဖွဲ့ကဘလို့ဖာကြလဲဆိုတော့မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကအာဆီယံအနေနဲ့လစ်လာစောက်ကြည့်ရွေးကောက်ပွဲလစ်လာစောက်ကြည့်ကိုယ်စားလှယ်အဖွဲ့ဆင်လို့မယ် မလေးရှားနိုင်ငံအတွက်လည်းနေ့ရက်စောက်ကြီးရေးကိုယ်စားလှယ်အဖွဲ့ဆင်းလို့မယ်ပြီးလို့ရှိရင်ဘာဖြစ်တယ်အပြောထားတာအများကြီးပဲဘယံမတာတွေဟမ်ရက်ကွက်ထဲမှာဖဲဝိုင်းအောင်မိတာမသိဘူးမင်းနိုင်လို့ဟောနိုင်ငံတော်အစီအစဉ်အဲ့လိုလိန်လေတော့ရလားကွာဒီနေ့ခေတ်ကြီးမှာဟမ်အဲဒါဟိုအောက်ကဘုံပတိပမ်ပတိကောင်းတွေကလိုက်ပြီးတော့ထောက်ခံအခုကျတော့ဘာဖြစ်ကုန်လဲစောက်ချက်ဒီကွဲပြန်အောင်အဲစောက်ချက်ကွဲတယ်ပြောပြန်အောင်လေဒီကောင်းဒီမှာစောက်ချက်လည်းမရှိတော့တော့ကွဲเสียစောက်ချက်လည်းမရှိတော့ပါဘူးနော်အဲ့တော့ဒီနိုင်ငံတော်အစဉ်လိန်လေခဲ့ပြီးတော့ပေါ်ပေါက်ခဲ့တာဒီဘယ်နှယောက်ရှိပြီဟမ် ဟောဝင်းနေမဲ့တော့ဆရာတော်ကြီးကိစ္စတော့တလို့ပဲနော်ရည်တော်ရည်မတော်နိုင်တော့ဘူးနိုင်ငံတော်အစ်စ်လိန်လေပြီးတော့ပေါ်ပေါက်ခဲ့တဲ့ဟာလေနော်ဒါပေမဲ့လည်းဒါဟုအရှက်မရှိဘူးဆက်လိန်ဆက်ညာတာပဲအဲ့တော့အခုလက်ရှိမင်းအောင်နိုင်ဟာတူးမှန်ဘက်မှာရှိတဲ့ဒီစစ်ဘိုလ်ချုပ်တွေအကုန်လုံးကိုအရက်ဘက်ကိုအကုန်ပို့နေအဓိကဘာပို့လာလဲဆိုတော့လက်ရှိမင်းအောင်နိုင်တွန်းနေတဲ့လမ်းကြောင်းဟာစစ်အုပ်ချုပ်ရေးကနေအရက်ဘက်အုပ်ချုပ်ရေးပုံစံကဘာကိုလိန်မှာ ဲ့လိုလိမ်ဖို့အတွက်ဒီအရက်ဖက်အုပ်ချုပ်ရေးမှာအရက်သားတွေအရက်သားတွေဆိုတာကဒီဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ပါတယ်နော်အဲ့ဒီဟာတွေကိုသူအာဏာလောကမပေးနိုင်ဘူးအောက်ချင်းညွန်မှုညွန်ချုပ်အဆင့်ကစပြီးတော့တမရအဖြစ်ကိုသူစစ်တပ်ကသူကိုယ်တိုင်တမရလုပ်ပြီးတော့သူကိုယ်တိုင်ဥဆောင်ဆောင်မဆောင်ရင်သူစစ်တပ်ကဒူတွေကြီးနဲ့အကုန်ပြစ်ဖို့အတွက်ဘာလုပ်လဲဆိုတော့အရက်ဘက်ကိုအကုန်ပြောင်းခိုင်းတယ်သူယုံကြည်ရတဲ့လူတွေဘလောက်ထိဘလောက်ထိလုံနေတဲ့ပုံကြည့် အဲ့တော့ကျွန်တော်ပြောမယ်တန်ဖို့ပါတီဝင်နေအနေနဲ့နော်ကိုမမောင်မင်းကြီးပဲမင်းတို့ပါတန်ဖို့ပါတီတဲ့ဝင်ထားတာဘာလို့ဖို့လဲနွားကြဖို့ဝင်ထားတာလားဟမ်အဲ့တော့တန်ဖို့ပါတီမှာဦးကိုစလနေရတယ်ပါတီတစ်ခုတည်းရှင်ပြိုင်ပြီးနိုင်ပြီဆိုမှစစ်တပ်ကနေလွှတ်ချလိုက်ဟမ်စစ်တပ်ကနေလွှတ်ချလိုက်တော့ဒီတသက်လုံးတန်ဖို့ပါတီအတွက်အမာခံလုပ်ထားတဲ့ပါတီဝင်တွေကနွားတွေပေါ့နွားတွေပဲမင်းတို့နွားတွေဖြစ်ပြီးဘာမှမပြောရဲဘူးဘာမှပြောမှန်ဝင်လည်းမရှိဘူးလုပ်မှန်ဝင်လည်းမရှိဘူးဟမ် ဲ့တော့ဗါလဲအောက်ရှင်မှာအသက်တွေစတင်းခံပြီးတော့ဒီကျန်းဖို့ပါတီအတွက်အမာခံထောက်ခံထားတဲ့လူတွေအားလုံးကနွားပဲပေါ့ဟမ်မင်းတို့လည်းအောက်မှာညွ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 မှုညွကြောက်ကအစကကြည့်အဲ့တော့ကျန်းဖို့ပါတီဝင်ထဲမှာရောတသက်လုံးလောက်လာခဲ့တဲ့ရက်ကြီးရက်ကြီးတောင်ဝင်ခံနေမင်းတို့တွေကရက်ကြီးအဆင့်ရနေတက်ကတာအဲ့ဒါအဖြေပဲအဲ့ဒါဒီဘာဖြစ်လို့ကျန်းဖို့တဲ့ NND ဘာကွာလဲဆိုတဲ့အဖြေအဲ့ဒါ အနန္ဒီမှာဆိုရင်ခုနကပြောလို့ရက်ကြီးဘွဲ့အလူငယ်စီယုံးတာဝန်ခံအခုဒါဒီဟိုတလုံးအနန္ဒီမှာစာထုတ်ပြီးတော့ရာထူးဆိုင်ကနေပါညာပြောတဲ့ဒီကိုစီရူမောင်တို့ဘာလို့ဆိုရင်ဒါလူငယ်တာဝန်ခံနေတဲ့အဲ့ဒါစစ်ဘာတက်သွားတာပဲဟုတ်တယ်မလားလုံတက်ရှိလာတဲ့ပါတီဘောတစ္ဆာရှိတဲ့လျှောက်တဲ့လမ်းစဉ်ကောင်းတဲ့အရေးရှိတဲ့ဒါဆိုရင်ဘာဖြစ်လဲတက်သွားတာပဲတက်သွားတာအဲ့ဒါဘာဖြစ်လဲအနန္ဒီကိုလေးထဲမအောင်တဲ့ကောင်လေးတဲ့ အရက်ပတ်ထက်ကတက်လာတာပြည့်တဲ့အတွက်ဘွဲရလည်းပါခြင်းပါမယ်၁၀တန်းအောင်လည်းပါခြင်းပါမယ်အထက်တန်းအောင်လည်းပါခြင်းပါမယ်စသဖြင့်၄တန်းအောင်လည်းပါခြင်းပါတတ်မှာပဲဒါပေမဲ့အခုမှအောင်တဲ့ကောင်ကောက်ယူပြီးထဲတာမဟုတ်ဘူးအစင်ဆက်လုံလာတဲ့သူ့ရဲ့ကြိုးစားမှုကြောင့်တက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 ်လာတဲ့လူမျိုးတွေလက်ရှိတက်ဖို့ပါတီထဲမှာအောက်ခြေရက်ကြီးအစင်ရရက်ကြီးအစင်ကလည်းတက်ကနော်စစ်တက်ကဘောင်းမီချွတ်လာတဲ့ကောင်တွေပဲအလဲနဲ့နေရာယူနေတာအဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာပြဿနာကအဲ့ဒါ ဒီစစ်တပ်ကកောင်တွေကကိုယ့်ကိုဖျားထင်တဲ့កောင်တွေအဲအကောင်းဆုံးကဒီစစ်တပ်ထဲကိုဝင်ပြီးတော့ဒီဗိုလ်တင်နှန်းကျောင်းတက်လိုက်တာနဲ့ဖျားပညာတက်သွားပြီသူတို့ထင်တယ်သူတို့သူတို့ဖျားထင်သွားတာဟမ်ဒီတိုင်းပြည်သူတို့အုပ်ချုပ်မှရမှာဒီတိုင်းပြည်မှာသူတို့ပါမှရမှာကျွန်တော်တိုင်းပြည်မှာအင်ဂျင်နီယာတွေရှိတယ်နော်ဆရာဝန်တွေရှိတယ်ပညာရေးဝန်ထမ်းတွေရှိတယ်စီးပွားရေးဝန်ထမ်းတွေရှိတယ်ဘဏ်ဝန်ထမ်းတွေရှိတယ်စသဖြင့်ဝန်ထမ်းပေါင်းများစွာရှိတယ်ဒါမှမဟုတ်အုပ်ချုပ်ခွင့်ရှိတဲ့နေရာမှာဘာလုပ်ရလဲစစ်တပ်ကပဲ ဟမ်ရဲရဲဌာနရဲဌာနဆိုတာရဲလုပ်ငန်းရဲဥပဒေနော်ဟုတ်တယ်မလားရဲလုပ်ထုံးလုပ်နည်းတွေဒါပေမဲ့အဲ့ဒီရဲတွေကိုရဲရအုပ်ချုပ်ကလားစစ်တပ်ကအုပ်ချုပ်လားပညာရေးဝန်ထမ်းចောင်းဆရာចောင်းဆရာမတွေចောင်းဆရာចောင်းဆရာမကိုចောင်းဆရာចောင်းဆရာမတွေကအုပ်ချုပ်ကလားစစ်တပ်ကလားအုပ်ချုပ်ဆရာဝန်တွေစေလောကဟမ်စေလောကတကယ်ပညာခင်မီပညာ အဲ့ဒီဒေါက်တာတွေဆရာဝန်တွေနတ်သမားတွေကိုဒေါက်တာတွေဆရာဝန်တွေနတ်သမားတွေရအုပ်ချုပ်ကလာစစ်တပ်ကလာအုပ်ချုပ်လာအဲ့ဒါအဖြေပဲအခြားဒီတောင်သူလက်ထမားလို့ဘာလို့ညာလို့အဲ့ဒါတွေမပြောနဲ့တော့ကန်းကုန်သွားပြီနော်အင်ဂျင်နီယာတွေလန်ဒရာအခြေခံအဆောက်အအုံဆောက်တဲ့ဓာတုပညာပိုင်းမှာတို့တို့မရှိမဖြစ်နေတော့တိုင်းပြည်သူကမရှိမဖြစ်ဆိုတော့စစ်တပ်မရှိမှရမှာမဟုတ်ဘူးအရာအလုံးကဒန်းလိုပဲအင်ဂျင်နီယာတွေမရှိလို့လည်းမရဘူးဆရာဝန်တွေမရှိလို့လည်းမရဘူးကျောင်းဆရာကျောင်းဆရာမတွေမရှိလို့လည်းမရဘူး ဒါပေမဲ့တိုင်းပြည်အုပ်ချုပ်တဲ့နေရာကြတော့သူတို့ပဲအုပ်ချုပ်တယ်သူတို့အုပ်ချုပ်မှသာလျှင်ဒီနိုင်ငံဟာကောင်းမှာအဲ့လိုပြောပြီးအုပ်ချုပ်လိုက်တာအခုတိုင်းပြည်ဟာကောင်းလာလားစုပ်ပြက်လာလားနှိပ်ကျလာလားနော်အဲ့တော့သူတို့စစ်တပ်ကိုသူတို့အုပ်ချုပ်လို့လှုပ်ရှင်နိုင်လှုပ်ပြီးတဲ့အပြင်မဆိုင်တဲ့နော်ဒီရဲတပ်ဖွဲ့လို့ပညာရေးလို့ကျန်းမာရေးလို့စောင့်လုပ်ရေးလို့အင်ဂျင်နီယာတွေစတဲ့ဖြင့်မဆိုင်တဲ့နေရာတွေမှာဒီစစ်တပ်ကလည်းအုပ်ချုပ်လာအဲ့တော့တိုင်းပြည်ဒါမှမတိုင်းမပြည့်ရင်ပြည့်စရာတိုင်းပြည်ကဘာမှမရှိတော့ဘူးကောင်းပြောလား ဒါမျိုးတွေကိုကျွန်တော်တို့ကလက်ခံပေးတင်လားမပေးတင်ဘူးလားအခုလက်ရှိဟမ်နိုင်ငံရဲ့အာဏာကိုတိမ်းပြီးတော့မလုပ်နေအာဏာလုနေတာမင်းရောက်နိုင်ရင်အာဏာလုတာကြီးရည်လေးတတ်မတော်ကြီးရှိတယ်လက်နက်ခဲရန်အပြည့်စုံရှိတယ်ခင်မီတိုက်လေရင်ရင်ငုတ်တင်းမော့ခင်မီတိုက်လေရင်ငုတ်တင်းမော့ကစပြီးတော့ခင်မီလက်နက်ကရိယာရေရန်နေရမျိုးစုံရှိတယ် စစ်တီတရား9သိန်းရှိတယ်အဲ့ဒါတွေကိုအားလုံးမောင်ပိုင်စီးပြီးတော့အာနာသိန်းတယ်ဒါပေမဲ့အခုတူအာနာရမရဘူးဘလောက်ရုပ်မှန်နေတယ်ဘလောက်ရုပ်မှန်ခဲ့ပြူသွားပြီတယ်ဘလောက်လိန်နေတယ်ဘလောက်လိန်ခဲ့ပြူသွားပြီပြန်ကြည့်အဲ့လိုဟာတွေကိုလက်ခံတင်လားမခံတင်ဘူးလားအဲ့တော့ကျန်းဖို့ပါတီဝင်တွေအနေနဲ့တည်ထားမှာကကိုယ့်ကိုယ်နွားဖြစ်မှန်းတောင်မတိတဲ့လူတော့မဖြစ်စင်နဲ့ငါတို့တွေကလောက်ခဲ့တာရက်ကြီးနေတဲ့ နော်ရကျေးပါတီဝင်တွေအနေနဲ့အတိုက်ခံတွေလှုပ်ပြီးတော့ဟမ်ဒလန်ဆိုပြီးတော့ရှင်းကန်ထိတာရင်ဘယ်လောက်ရှိပြီလဲအဲ့တော့အဲ့လိုအနေထားမှာတကယ်တကယ်နေရာတွေရမယ်ကြာကြာစစ်တပ်ကဘောင်းမချိုးကောင်းလို့ဝင်နေရယူခင်ဗျားတို့နွားပေါ့နော်အဲ့တော့ကြက်ဖို့ပါတီဝင်တွေအနေနဲ့ဒီလိုကလိန်ကချစ်ကောင်လူလိလူညာတွေရဲ့နွားပြုခြင်းကိုစက်ခံကြမလားအမှန်တရားကိုအခုနော်ပြပဘောမတွေထွက်ပြောနေကိုမောင်မောင်တို့ကိုချိုကြီးတို့ကိုမောင်စိုးတို့ စသဖြင့်ဒီဘဘောမတွေလို့အမှန်တရားဘက်ကိုမျက်နှာမူကြမလားပြည်တွင်းမှာရှိတဲ့တန့်ကန်ဖွံ့ဖြိုးရေးပါတီဝင်တွေအနေနဲ့စဉ်းစားပါကျွန်တော် ပြောတာသွေးခွဲနေတာမဟုတ်ရန်တိုက်နေတာမဟုတ်ခမားတို့အုံနောက်တဲ့ခမားတို့စဉ်းစားကျွန်တော်ပြောတာမှားတယ်ဆိုမယူနဲ့မှန်တယ်ဆိုရင်တော့စဉ်းစားစေချင်